ဲ့ဆက်ဆိုင်လေးရတဲ့မင်းသမီးလေးဖုံးတီကျော်ဆိုတဲ့ကောင်မလေးလေးအဲ့ဒီကောင်မလေးကလေးဆိုက်ဆိုင်ရဲ့နှာခမ်းနေပေါ်လာနှာခမ်းတပြုတ်အရန်ကြိုက်တယ်လေးဆက်ဆိုင်နှာခမ်းနေအဲ့ဒီနှာခမ်းကိုသူ့ရဲ့မန်နေဂျာသူက queen ရတာလေအဲ့ကလေးလေး queen ကတွေ့ပြီးတော့သူကအဲ့ဆိုက်ဆိုင်ရဲ့ဒီ sign queen ဆိုတဲ့ကောင်မလေးအဲ့အဲ့သူ့ရဲ့နှာခမ်းနေတွေ့ဆိုခေါ်လိုက်တာတဲ့အဲ့သူလာဆက်တွေ့ပြီးတော့သူလှုပ်လိုက်တာပေါ့အန်တီတို့ရဲ့ခင်းဆိုင်ကျော်ကပြောတယ် အနုပညာဟောပါလေအနုပညာလို့ဆိုတာလူတွေအနုပညာဆိုရင်လေမလို့အနုပညာဆိုအေးစေးနေကြတော့တမင်းစားရဲနေနေရလေလို့ထင်လူတွေကစိတ်ဟိုဟာနေကြတယ်ပေါ့နော်ပြီးတော့ကြောင့်ဖြစ်ဆိုင်ကြောပြောတာစိတ်ရောလူရောဘာလာမှာစိတ်ရောလူရောဘာဖြစ်ဖြစ်ပင်ပန်းနေဆိုတော့ तू မသိဘူးတဲ့သိရမလားအရင်ပင်ပန်းတာလေ လာပါပြည့်သက်ကြီးရေမင်္ဂလာပါရှင်မတူးနဲ့မြို့မြို့ခိုင်းပွားမယ်အချိန်လေးရောက်လာပြီပေါ့နော်ဟုတ်ပါတယ်နောက်တန်းကဲမင်္ဂလာပါမင်္ဂလာပါရှင်ဟေးဒီနေ့တော့ငါတို့တွေဘာအကြောင်းနေပွားရင်ကောင်းမလဲမသိဘူးစဉ်းစားပါဝေးအန်တီတို့ကဘာရှင်းလာလဲရှင်းထားတယ်ငါဟာလားဟုတ်လားအဆိုတပီးတပီးရလေးအရင်ပြောကြည့်လိုက်မယ်အန်တီတို့ရဲ့ဘာဖြစ်လို့ပြောရဆိုတော့တပီးတို့ရဲ့တပီးတို့ရဲ့မင်းသားကြီးမင်းသားကြီးဖြစ်သွားပြီပေါ့အခုချိန်ရတော့မင်းသားကြီးလေး ဒါရိုက်တာလည်းဒါရိုက်တာလည်းလုပ်တယ်တခါကျလည်းတချင်းလည်းဆိုတယ်လုပ်တာအကုန်လုပ်တယ်ကိုဆိုင်ဆိုင်ဩဆိုင်ဆိုင်ဆိုင်ရဲ့အကြောင်းလေးပြောမလို့အန်ဒီတို့ရဲ့ဆိုင်ဆိုင်လေးရတဲ့မင်းသမီးလေး ဖုံးတီကျော်ဆိုတဲ့ကောင်မလေးလေအဲ့ဒီကောင်မလေးကလေစိုက်ဆိုင်ရဲ့နှက်ခမ်းနေဘောလားနှက်ခမ်းတပြုအရန်ကြိုက်တယ်လေစိုက်ဆိုင်နှက်ခမ်းနေအဲ့ဒီနှက်ခမ်းကိုသူ့ရဲ့မန်နေဂျာသူက queen ရတာလေအဲ့ကလေးလေက queen ကတွေ့ပြီးတော့သူကအဲ့စိုက်ဆိုင်ရဲ့ဒီစိုင်း queen ဆိုတဲ့ကောင်မလေးအဲ့အဲ့သူ့ရဲ့နှက်ခမ်းနေတွေ့ဆိုခေါ်လိုက်တာတဲ့အဲ့သူလာဆက်တွေ့ပြီးတော့သူလှုပ်လိုက်တာပေါ့အန်ဒီတို့ရဲ့အဲ့ကောင်မလေးကအရန်ဆိုစိုက်ဆိုင်တာတကယ်လို့မခေါ်ဘူးဆိုရင်လေသူကဒီချိန်မှာကိုကားလေးပါနဲ့ရိုက်နေရဲဆိုတော်တော်အများကြီးရိုက်နေတယ်လေတပြီးတော့ကတော့ဟိုကားတော့မရိုက်ဘူးပေါ့လေဒီကလေးလေးနဲ့ရတော့နော်အပြင်လေးကတော့ချော့ချော့ချစ်စရာလေးဆိုတော့လေ ဲ့ဒါလေးကိုတဲ့ဆိုက်ဆိုင်းသာခေါ်လို့ရှိရင်ဒီလောကထဲမှာဒီရုပ်ရှင်လောကထဲမှာသူရောက်လာမှုတွေဒါကျေးဇူးရှင်ပေါ့ပေါ့ဟုတ်တယ်အန်တီတို့ရဟုတ်တယ်မလားညာခေါ်ရိုက်တယ် ညညာခေါ်ရတော့ तू ပောက်သွားတယ်အဲပောက်သွားတာနှာခမ်းညီနှာခမ်းညီလေးอ่ะအေးကြောင်းမဆို तू က queen queen လေး queen မလေးအေးမန်နေဂျာတွေ့လို့ခေါ်လာတယ်ခေါ်လိုက်တာအဲ့ဒါလေးပြောပြတာအဲနေတော့အခုရုပ်ရှင်ရိုက်နေပြီစိုက်စိုက်ရတာဒီလောကကိုမတည်ဘူးခေါ်လို့ရှိရင်ဒီတမအဲ့ကောင်မကြီးနာမည်ဖုံးတီတီကျော်ဘောဒါဆို तू ကစိုက်စိုက်ရတပည့်ဘောတပည့်လေးဘောအဲ့ဒါလေးပြောပြတာလေဒါကျေးဇူးရှိတယ်ဆိုတဲ့အကြောင်း तू ပြောပြတာတဲ့ဆက်ဆိုင်ဟိုတဲ့ကြောင်းမလေးအဲ့လိုမင်းသားကြီးတွေကလည်းအဲ့လိုတင်မိတာဗောဒါမှမဟုတ်အခုငါတို့ရိုက်နေတယ်အခုအခုရိုက်မယ်ဗောနော်မတန်မရား မတမ်းမရရဲ့မတမ်းမရပရိုဂျူဆာပရိုဂျူဆာပရိုဂျူဆာမော်ရုပ်ရှင်ကနေရိုက်မှာနော်ဟုတ်တယ်အဲ့ဒီပရိုဂျူဆာကမလေးကတခြားမဟုတ်ဘူးငါတို့ရဲ့မင်းသမီးလေးဝင်းသပြေထိုးအော်တမီးရဲ့မင်းသမီးပါအကလေးမှာတော်လုံးတော်တယ်ညံတော်ဝင်းသပြေထိုးရဲ့ယောက်ျားပရိုဂျူဆာသူတို့လီမီယာဒီကားကိုရိုက်မှာအော်အဲ့တော့သူတို့ကကိုနေတိုးနဲ့ဖွဖွေးကိုလည်းတမင်ဆောင်အောင်လုပ်တယ်လို့မင်းသက်တကလေးကိုလည်းသူ့အောင်ပြားသဘောကျတယ်ဆောက်ဆောက်တော့အုတ်ပြေးစူးစားတယ်တပင်းနဲ့အိုက်တင်နဲ့အမူအရာကြသူမိမတကယ်တော်တာသူလည်းကြည့်ရပေါ့ဒါမှမဟုတ်သူကသူမိမကိုလည်းအောင်မြင်စေချင်တယ် ရုပ်ရှင်တော့ကမှလည်းပန့်ပိုးပေးစီဟုတ်တယ်အဲ့ဒါကြောင့်မို့သူကနေတိုးဖွေးဖွေးဝင်းတပြေထိုးဆိုပြီးတော့ကားလေးတက်လိုက်တယ်ဟုတ်တယ်လေအခုဒီကားကိုမတက်မရမှာသူကရိုက်မယ်ဟုတ်တယ်အဲ့တော့ဖွေးဖွေးနဲ့ကိုနေတိုးကလည်းအားပေးတယ်ဟုတ်တယ်နေတိုးဆိုတာအစ်စ်အစ်စ်တွေဟာလားဟုတ်တယ်အားလုံးကိုသူကလက်တွဲခေါ်နေတယ်ခုနကပြောသလိုပေါ့ခေါ်လာလိုက်လိုက်လို့ပေါ့ဆက်ဆိုင်လို့ပဲအဲ့တော့သူကအစ်စ်တွေကိုသဘောကျတော့တင်ပေးတဲ့အတွက်ကြောင့်ကိုနေတော့ရဲ့ကျေးဇူးကြောင့်မလို့တို့ဒီကားကြီးကိုရိုက်နေပြီ။ဟုတ်တယ်။အဲ့ဒါရိုက်မယ်ဆိုတော့ဝင်းတပြေထွင်းရင် ငါသမီးလေးအောင်မြင်ပါစေကွယ်ဟုတ်တယ်ဝေသမီးထိုးလေးကျေးဇူးပါတယ်စိတ်ချမ်းသာကိုကျမ်းမာလေးအောင်မြင်ပါစေလို့အောင်မြင်ပါစေဆုတောင်းရမယ်လေအရေးကြီးတာပတ်ဆံလေးရပါဆံရပါစေလို့ဆုတောင်းရမယ်အောင်မြင်ပါစေလို့နော်ငါသမီးကတော့တော်ပြီးသားပါကွယ်ပြောစရာမလိုဘူးတို့ကတီးပြီးသားလေးလောက်ကိုကြည့်နေအဲ့တော့သမီးတို့လင်မယားနေရောက်ကဲအလုတ်ကိုင်းနေအဆင်ပြေပါစေခုနေသားသမီးတွေလေးကျမ်းမာချမ်းသာပါစေဇကာကြီးကိုလည်းအောင်အောင်မြင်မြင်နဲ့တောင်းပေးပါလေရိုက်နိုင်ပါစေသမီးလေးရဲ့နော်ဆုတောင်းမြတ်တာပို့ပါလေကဲဘာပြောအောင်လဲဟော ဟွာလေးအန်ဒူရဲ့မင်းသမီးလေးလေးမေဂရစ်ဆိုတဲ့တမီးလေးတိတယ်မလားတမီးရိုက်ဖူးတဲ့အခလေးလေးချော်ချော်လေးချစ်စရာလေးလေးပူပူလေးချစ်စရာလေးမျက်နှာလေးရလေးလေးဘိုးမွားမျက်နှာလေးနဲ့ရမ်းချော်တမီးတော့ကားရိုက်ဖူးတဲ့တမကလေးအကမလေးရလေးရဲရင်အောင်ဟိုတချင်းတော့အမြဲတမ်းသူကလေးအော်အော်ပြီးတော့သူကအမြဲတမ်းဆိုတာလေသူကလေအခုလည်းကြာတော့လေဟိုဟိုစကားပြောရင်လေသူကလေစကားပြောလေဟိုတမီးလို့လို့ပေါ့စားပြီးတော့ဟိုစားရိုက်တယ်ဗါတယ်ဆိုတော့ကြောက်တာပေါ့လူတွေကိုတိရမလားဟွာဆိုတော့အခုလည်းကြာလေကမ်းလာလာတဲ့လူများလာဆိုစကားလေးကိုတည်းပြောလိုက်ချင်မှာအခုလည်း ဟိုဟာရဲရဲအောင်တချင်းလေးကိုတဲ့အော်အော်ပြောဆိုတာတဲ့တော့အခုစကားလေးကလေတွတ်တွတ်ပြီးအခုတွတ်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 လဲလဲလာမှာအခုနောက်ပိုင်းမှာလေပို့ပြီးတက်တက်လာတယ်တဲ့နော်သူတို့ကိုက်ရိုက်မှာတွေ့ချင်မှာအတန်ဒီပါရန်ပြောလို့ကောင်းလာပြီသိရမလားကဲတမီးလေးဒီတိုင်မကပို့ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်တမီးလေးမေဂရစ်ကြီးလို့အေးတမီးပြောသလိုငါလည်းခု Facebook မှာကြည့်လိုက်တော့ဒီနေ့တက်လာတဲ့သတင်းလေးပေါ့ဟုတ်မိဘမြစ်တာအင်းဝင်းတာစရာပေါ့နော်အင်း ဟိုဒီသင်္ကန်းကျုံမှာနေတဲ့ကောင်မလေးပေါ့နော်ဟုတ်သူတို့သားမိတယ်ကသူ့မိရမျက်စိမမြင်ဘူးအေးမျက်စီမမြင်မဲနဲ့သူ့ကိုငငယ်လေးတွေကနေပြီးတော့တချင်းဆိုပြီးတော့မှမျက်မမြင်ပေါ့တချင်းဆိုပြီးတော့လှဲ့ပြီးတော့မှသူ့သမီးလေးကိုဒီနေ့ဒီရွယ်တည်းသူ့သမီးလေးကဟာလာကျောင်းမှာတက်လာတယ်တနေ့ကျတော့သူ့မေရတဲ့ကျောင်းရှိကိုရောက်လာတယ်လှဲ့တောင်းရင်းနဲ့ပေါ့တချင်းဆိုရင်းနဲ့အဲ့မှာသူကဟာငါမေလာပြီလာပြီဆိုသူ့ငယ်ချင်းလေးကိုပြောတာပေါ့ဝင်းသားရသူ့ငယ်ချင်းလေးကဟဲ့ နေမရနဲ့မျက်စိမမြင်ဘူးဟုတ်ပါမလားဟဲ့နေမေဆိုဟုတ်ပါတယ်ငါအမေရပေါ့ငါတို့ငယ်လေးရအဖေမရှိတဲ့အခုချိန်ထိပေါ့နော်လုတ်ကျေးလို့ခုတို့ထဲတန်းကြောင်တော့ရောက်နေပြီပေါ့နော်ကောင်မလေးကအဲ့ငိုလို့လေကောင်မလေးကပြောပြတယ်ဒါပေမဲ့ तू တငယ်ချင်းနေရလဲသူ့ကိုကဲ့ရခြင်းမရှိဘူးအားပေးတယ်တဲ့အဲ့ तू ကမိဘရဲ့ကျေးဇူးဘလောက်ကြီးတယ်ဆိုတော့ကောင်မလေးကပြောပြတယ်တို့တွေကနေပါဦးဘမနေလဲဆိုတော့တင်ကန်းကျော်မြို့နယ်နော်တင်ကန်းကျော်မြို့နယ်တဲ့နော်ငါရကွက်ပရမညာလန်းနော်အဲ့ဒီမှာတို့ကနေတယ်တို့သားမိတယ် ဲ့တော့မိဘမေတ္တာနဲ့ပတ်သက်ပြီးပြောတော့မိဘတယောက်ကတော့မျက်စိမမြင်တော့ကိုယ်သားသမီးကိုဟုတ်တယ်လေဒီလိုတချင်းဆိုပြီးတော့ငါတို့မှမျက်မမြင်နေတချင်းလိုက်ဆိုတယ်ဟုတ်ပါတယ်အဲ့လိုလိုက်ဆိုပြီးတော့ကျွေးတယ်ဒါပေမဲ့ရင်းနာစရာတွေရှိတယ်ကွယ်ဒါတွေကတကယ်အဖြစ်ဖြစ်နော်မိဘကျေစုကိုမသိတတ်တဲ့သားသမီးတွေကလည်းအများကြီးအခုသူကြတော့နော်မိဘသူ့ကိုလုပ်ပြတာသူကသိတတ်တယ်ကြောင်းနဲ့ကောင်းကောင်းမွန်တတ်တယ်ဟာလားကလေးတွေကနော်မိဘကျေစုကိုသိတယ်မိဘကိုကျေစုမသိတတ်တဲ့လူတွေအတွက်ဒီမိဘတွေကလေ ရိတ်တာကိုရောက်နေတာတွေရှိတယ်ရှိတယ်ဟုတ်တယ်အဲ့ဒါတခြားမဟုတ်ဘူးအမေတို့လက်ရှိမြောက်ဥက္ကလာဘုံမှာ16လမ်းမှာရှိတယ်မွမြစိတ်ကတွေ့ရမဲ့ဘိုးဘွားရိတ်တာဆိုတာအမေကြီးတို့တွေတော်တော်လှူကြတယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်အဖိုးအဖွားတွေကလေဟိုမိဘတယောက်ကသားသမီး၁၀ယောက်ကိုထမင်းကျွေးနေတယ်သားသမီး၁၀ယောက်ကလေမိဘတွေကိုမှန်လိုက်တာဒီမိဘတွေကိုမကျွေးနေနဲ့ဟိုဟိုရက်ွက်မှာပြစ်ထားဟိုအမိုက်ပုံမှာပြစ်ထားဟိုမှာပြစ်ဘုံကြီးเจ้าမှာပြစ်အဲ့လိုပြစ်ထားတယ်အဲ့တော့လေးဖြတ်တဲ့အဖိုးတွေကလေးဖြတ် နေမကောင်းတဲ့ဖွားတွေကနေမကောင်းအဲ့ဒီမှာရက်ွက်တွေကမနေနိုင်တော့ငါတို့ဘဝရိတ်တာကိုအကြောင်းကြားတယ်။အကြောင်းကြားတဲ့ခါမှာအမီတို့ဘဝရိတ်တာနေပြီးတော့သူတို့အကြောင်းတွေကိုတေချာစုံစမ်းလူတိုင်းနဲ့ခေါ်လို့မရဘူးလေ။တေချာစုံစမ်းပြီးတော့မှငါတို့တွေကအခုခေါ်တာငါတို့ဘဝရိတ်တာအဲ့မှာရှိတယ်။음။သူတို့တွေအဲ့ဒီအဖိုးဖွားတွေကိုနေတို့ကိုယ်တိုင်သွားပြီးတော့မေးကြည့်လိုက်။သူတို့တယောက်ချင်းမှတယောက်ချင်းစီမှခန်းစားချက်တွေရှိတယ်နော်။ဒီအဖိုးဖွားတွေကငါတို့ကကယ်ဆယ်ထားပြီးတော့အခုဆိုလို့ကြည့်ဒီဖိုးပိုက်တွေနောက်ဆုံးချိန်နေဝင်ချိန်ထိ ပြုစုတာဒီတိုက်ထတာမို့မနေ့မိုးလင်းတာနဲ့အဖိုးဘွားတွေရေချိုးနော်ဟိုမသွားနိုင်တဲ့အဖိုးတွေဖွားတွေရှိတယ်အဲ့ဒါဝီချဲနေနဲ့နော်ကလေးတွေကတကယ်ဘိုင်းဘိုးတင်းပေါ့နော်ဗော်လန်တီးယားအလုပ်သမားကလေးတွေကလက်ကမပေးရဘူးလာပြီးလုပ်ပေးကြတာအဖိုးဘွားတွေကိုနော်တို့တွေလုပ်ပေးတယ်ရေချိုးပြီးတော့အဖိုးလာလူတဲ့လူတွေရှိတယ်ကမှတက်နိုင်ရှင်ရှင်အဖိုးတွေဘွားတွေကအကုန်လုံးမနေ့ဆိုလို့ရှိရင်လေလုပ်ပေးတာနောက်တစ်ခါတို့ကတလားတစ်ခါဟိုအဖိုးဘွားတွေကိုစစ်စစ်ပေးတယ်အခုအဖိုးဘွားတွေကိုဖျားဘူးတွေလိုက်ဖို့တယ်တို့မှတို့ဘွားတွေက နေဝင်ချင်းရောက်ပြီလေဒါလေးပဲရှိတော့လေဒီမှာသူတို့တရားနာဟာလာကောင်းကောင်းဝင်နေအောင်ကြားတယ်အဲ့လိုရှိတယ်သမီးအခုလက်တွေပါပြိတက်ကြီးလေမြုံရင်သွားကြည့်ပါရှင့်နော်မွမြစိတ်ထားဘိုးဘွားရိတ်တာဆိုတော့ကျမတို့မြောင်းဥက္ကလာဘုံမွား18လမ်းမှာရှိပါတယ်နော်အဲ့ဒီမှာရိတ်တာကြီးရှိပါတယ်အဲ့ဒီမှာအဖိုးဖွားရဲ့တယောက်ချင်းစီရဲ့အကြောင်းကိုသိချင်တယ်သွားမေးလို့ရပါတယ်နော်ဟုတ်တယ်အဲ့ဒါကြောင့်မို့လို့ဒီမိပါရရဲ့မေတ္တာတာသမီတွေပေါ်မှာကြီးပြီတဲ့တာသမီတွေကမိပါတွေကိုပြန်မဆောက်ရှောက်တယ်မှုဆိုတော့အဲ့ဒါထင်ခဲ့ရပါရှင့်ဒါတွေကတကယ်ဖြစ်ဖြစ်တည်ရှိပါတယ် ဒါဒီလိုပြိဋ္ဌကြီးကိုသိအောင်မတူကကြုံရင်းနဲ့ပြောပြတာပါဒီမျက်မမြင်သားမိလေးရဲ့အကြောင်းကိုဒီခု Facebook မှာမတူဖတ်လိုက်ရတော့ရင်ထဲမှာချမ်းမြေ့တာလေးရှိသလိုမချမ်းမြေ့တာရောပေါ့နော်စိတ်ချမ်းသာသလိုစိတ်မချမ်းသာသလိုလိုအဲ့လိုဖြစ်တော့အဖိုးဘွားတွေတတိယလိုကြုံရင်းနဲ့ပြိဋ္ဌကြီးကိုတင်ပြတာပါရှင်ကဲငါတို့ရဲ့ဟာလေးစက်ကြအောင်ဆိုပြောသွားအောင်အရင်ပြောတဲ့တမင်စိတ်မကောင်းလေးဖြစ်ရပြောပါအောင်အေး ။အော်ဒီလိုပါအန်ဒီတို့ရဲ့တပီးတို့ရဲ့လေဟိုမင်းသမီးလေးခင်ဆိုင်ကျော်လေးပေါ့ခင်ဆိုင်ကျော်ကပြောတယ်အနုပညာဟောပါလေအနုပညာလို့ဆိုတာလူတွေအနုပညာဆိုရင်လေအမလေးအနုပညာဆိုအေးဆေးနေကြတာတော်များများစားရတယ်နေနေရတယ်လို့ထင်လူတွေကစိတ်ဟိုနေကြတယ်ပေါ့နော်ဒီတော့ကြောင့်ခင်ဆိုင်ကျော်ပြောတာစိတ်ရောလူရောဘာလာမှာစိတ်ရောလူရောဘာဖြစ်ဖြစ် ပင်ပန်းနဲ့ဆိုတော့ तू မသိဘူးတဲ့သိရမလားအရန်ပင်ပန်းတာလေအဲ့ဒါကိုလေသားသမီးတို့အဲ့ဒါ तू မလုပ်စင်ချေဘူး तू မှရှိရသားလေးသမီးတို့မလုပ်စင်ချေဘူးဒါပေမဲ့လေအဲ့ကလေးလေးရတယ် तू မှာ အမှုပညာဆက်သွေးရပါနေတယ်လေ။ပါဆိုခလေးလေးအကုန်လုံးချင်တာဝါသနာလဲပါလဲလုံးချင်ကြတယ်။အဲ့ဒါကိုအဲ့ရအတွက်လည်းကုန်လဲတဲ့ဒီလိုလေးနေတိုင်းသားနိုင်ပြောနိုင်နေနိုင်အောင်ဆိုရလဲလေခိစာကျော်ရဲ့လေအမေကြီးရှိတဲ့ကလေအန်တီကလေအရန်သဘောကောင်းတာသူ့တာယူဖျားစာရေးတင်ပေးတယ်။ဘာတွေလုတ်ပေးတယ်ဘလို့ထိုင်ဘလို့ထိုင်အန်တီရှိတော့ဆိုအန်တီကလေအရန်ခင်ပေါ်ကောင်းတော့ဟိုခိစာကျော်တစ်တိလေးတဲ့တမလို့ကရိုက်လာရလေ။အော်စကားပြောခိစာကျော်နဲ့စကားမပြောအောင်အန်တီနဲ့ပဲစကားထိုက်ပြောရင်လေမုတ်တီလဲကျွေးစကားလဲပြောသိရမလားအဲ့လိုမျိုးတွေတော်တဲ့အမေပေါ့နော်အဲ့လိုအမေသေးကိုပြော ြတာပါအဲ့ဒါကြာကြာခီစာကျော်အဲ့လောက်ထိသူ့အမေကိုတဲ့သူတေချာကိုတေချာကိုလှုပ်ပေးခဲ့ရတာသူသားသမီးတွေကိုတဲ့ကလေးတွေအားတဲ့အဲ့ကြောင့်ပညာတွေသွေးပါအလုပ်တဲ့ခါကျတော့ तू က तू ကလှုပ်ပါလှုပ်ပါလို့မတွန်းပေးပါဘူးမလှုပ်ပါမယ်ဆိုပြီးလေသားသမီးကသွေးပါလာလို့အนุမြသွေးလို့လို့သားသမီးလှုပ်တာ तू မလှုပ်စီခြင်းနဲ့မလှုပ်စီခြင်းဘူးတဲ့အရန်ပင်မန်းလို့တဲ့ပြောပြတာဆိုလူတွေက तू ပြောလိုက်မှန်တယ်လေလူတွေကတော့ပြောလာဟဲ့အนุမြအမလီနေတာအလင်းကြီးကလှုပ်တာပဲပတ်စပ်နေများရတာမဟုတ်ဘူးအမလာကြည့်လိုက်ဘယ်လောက်ပင်မန်းလဲအนุသိဆုံးတော့တို့မသိဘူးလေကိုယ်ခန္ဓာကိုတင်းပြရတယ်လူရ ဲ့စိတ်ကိုကိုယ်စိတ်ထဲထားပြီးပြင်မယ်နော်။တမီးကနှလုံးတွေဖြစ်ကြ။နော်ဝိုးတဲ့ခန်းဆိုလို့ရှိရင်လည်းတကယ်ငိုရတာဒါမှမဟုတ်ရုပ်ရှင်မင်းသားမင်းသမီးတွေအားလုံးကရှင်းအားလုံးလူတပြားနှလုံးရောဂါတွေဖြစ်ကြရဲ့ရောကျွမ်းသွားတာတွေပါလေအများကြီးအဲ့ဒါတွေဖြစ်ကြတာအများဆုံးစိတ်တွေထိပြီးတော့ပင်ပန်းရလို့လေအဲ့ဒါတွေမသိကြလို့မသိကြတာပါပြေးတက်ကအားလေးပြောပြအေးပေါ့အေးပေါ့အေးအဲ့ဒါလည်းဆိုကျမရေးလေးနဲ့ဆိုင်သွားပြီတော့ငါတို့တွေကလေနင်းမြင့်ကြိုက်တယ်မလားကြိုက်တယ်လေမြင့်မြင့်ကိုကြော်ဆိုင်လည်းကြိုက်တယ်ဟမ်မြင့်ချင်ဆိုလည်းကြိုက်တယ်ဟမ် ြစ်ကိုပဲလှုပ်ချက်ချက်ချင်မဟင်းလေးနဲ့ရောကြောက်လိုက်ရကြောက်လိုက်ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်မြစ်ကလေးကိုပဲပြုတ်ကလေးနဲ့ကြောက်ရင်လည်းကြိုက်တယ်ကြိုက်တယ်အဲ့ဒါလေးကြိုက်တယ်အဲ့ဒါသူချွတ်လဲမနေသွေးတက်တယ်မဲ့ပါကြောက်အခုကြတော့ဖေးဘွတ်ကငါတွေးလိုက်ကြီး မြစ်ကိုစားပါတယ်နော်။ဟောမြစ်ကလူနဲ့တဲတာပေါ့။မြစ်ရမ်းတဲတဲ့ဟာလေစားတာစားတယ်။ဒီခန္ဓာကိုယ်မှာရှိသမျှခန္ဓာကိုယ်ကတော့ကြောက်ကွက်တွေလည်းတဲတယ်ကြောက်ကွက်သမားတွေ။နောက်တွေးရနေတဲ့လူနောက်မိန်းကလေးတွေလည်းတဲတယ်။သမီးကမြစ်အရန်ကြိုက်တာမစားဘူးဆိုလို့တက်တယ်ဒီတော့အရန်မစားနဲ့ဒီမှာလိုဟာတွေဖြစ်တယ်လို့ပြောတာလား။ဒီမှာခု Facebook မှာငါကြည့်လိုက်တော့မြစ်ကြိုက်တယ်ဆိုမြစ်ပြပြန်စားရမယ်။မင်းငါကြိုက်တဲ့ဟာအကွက်တီပဲကွက်တီပဲလို့ပြောတယ်။မြစ်ကြိုက်တယ်မြစ်ကအရန်ကြိုက်တာသမီးက။ယောဂမှန်သမျှကုန်ပြောက်တယ်တော့။အဲညီလေး share ပြီးဖတ်ကြည့်ပါဦး။စားမယ်စားမယ်အန်တီတွေး။ငါဒါမှမဟုတ်လေပြေးတယ်။မြစ်ကလေးကြော်ပြီးတော့စားလိုက်နေအောင်မထမင်းစားလို့ကောင်းတာလေ။ သမီးသမီးစားလို့ကောင်းတယ်မြစ်ကိုကြိုက်တယ်ဘယ်လိုလဲသမီးကကြိုက်တယ်ဖေးကြိုက်ကြီးလဲကြိုက်မှာပါကျမတို့လည်းသိကြိုက်တာသိလားဒါပေမဲ့အခုကြမှသိတယ်မြစ်ကိုကြည့်အောင်ဟာလာမြစ်ကြည့်ရင်ပြောပါဒီမကြည့်ကွာဒီမကြည့်ဒီမကြည့်အဲမြစ်ကိုကြိုက်လို့စားရတယ်အရင်ကတည်းပို့ပြီးစားပါတဲ့ကဲစားရမယ်သမီးတို့လည်းကြည့်စားသူ့ရဲ့အကျိုးကျေးဇူးတွေကအများကြီးပဲနဲ့နော်ဟုတ်ကဲ့အညီတူပြောပါအောင်အစာချေနိုင်တယ်တဲ့နော်အစာချေနိုင်တယ်ကျမကြီးအတွက်နော်အစာအိမ်တွေပါလေအစာချေချေပြတ်တာတွေပါလေနောက်ပြီးတော့ဝိတ်တွေပါလေလဲကြရတယ်အေးမြစ်ကိုစားရတယ်နော်တော်တော်ကောင်းတာဒီမှာ နော်သွေးဖီးအားတွေပါထိမ့်သိမ့်ပေးတယ်တဲ့သူကနော်အင်းအင်းတော်တော်ပဲတော်တော်ကိုကောင်းတာတော့ကိုယ်လေးချိန်နဲ့ကြားတယ်ဆိုသူကကြားချိန်နေပြီတော်ပဲစားချိန်ရမယ်ဟုတ်တယ်အဲ့ဒီကစားချိန်နေပြီဟုတ်တယ်နောက်ဝင်းမှန်မှန်သွားတယ်တဲ့ကဲဒီလားအေးငါတို့မသိဘူးဒီကပဲတော့ငါတို့အဲ့ဒါတွေမသိဘူးနော်မျိုးသမီးတွေရာဒီလာတဲ့ခါမှာလည်းသူကလွယ်ပေးတယ်ပုံမှန်ဖြစ်စေချင်တယ်လေကြည်သာငါတို့မြစ်ကိုတာဒီတိုင်းလုံနေတာနော်ဒီမှာတကယ်တကယ်ကြာတော့ဒီမှာဖတ်ကြည်သာ နီရှဲလိုက်ငါရှဲလိုက်ရဲ့ကြက်လည်းပဲကြက်မယ်ကြက်မယ်အဲ့ဒါလေးကောင်းရမယ်မြစ်ကတော့တပြတ်အရန်ကြိုက်တာမြင့်နဲ့ငါတို့ကမြစ်စားလို့ချေတက်မယ်အကျော်တက်မယ်ဗျာကျော်တက်တယ်လို့ပြောကြတပြတ်ရင်ဗန်းမစားနဲ့အဲ့ဒါလည်းမတက်ဘူးနော်ဘာဖြစ်တယ်ရန်မစားနဲ့ဆိုတာကလူနဲ့တက်တာပေါ့လူနဲ့တက်တယ်ကဲစားမယ်အလီတို့အကုန်သူပြောတဲ့သဘောဆိုလို့ရှိခန္ဓာကိုယ်ကရှိသမျှသွေးသားပေါ့နော်ခန္ဓာကိုယ်ရဲ့ရှိတာတွေတက်တာလေအေးပျောက်ကင်းနေဆိုတော့ဒုစားမှာပေါ့စားပြရမှာပေါ့ဒါပေမဲ့တန်ဆေးလို့မေးပေါ့အရန်တော့မစားနဲ့ပေါ့ဟုတ်တယ်မလားအများနဲ့မစားနဲ့ပေါ့စားနဲ့ပေါ့နည်းနည်းတော့စားလို့ရတယ် လည်းနဲ့ပူစားလို့ရတယ်။လည်းလေးပူစားလို့ရပါပြီ။တက်တာမတက်တာမဟုတ်ဘူး။အဲတချို့ကဆိုဟဲ့မတက်ဘူးမစားနဲ့ပါလေပြောတဲ့ဟာကိုစားလို့နည်းနည်းတော့စားလို့ရတယ်။ဟာပဲ။ နော်ယုံတယ်ဒီကလည်း तू အတူနဲ့ तू ဆေးဆေးပဲဆေးနဲ့ तू तू ကလည်းဆေးတယ်ဆေးကလည်းခုဆေးကြည့်ဆေးပဲအတိဝါဘီဆိုမလဲအကြောတွေတက်တာအကြောတက်လို့မစားဘူးမတက်ဘူးခုကစားပြီစားပဲမကြောက်တော့ဘူးကောင်းတယ်ဟုတ်တယ်မလားဟုတ်တယ်ပြည့်ချင်ဆိုရင်တော့နည်းနည်းကြောက်ရင်ကြောက်တယ်ဟိုမြက်အဝါလေးတွေဆိုတော့မကြောက်တော့ဘူးလေဟုတ်တယ်မြက်အဝါလေးဆိုတမျိုးကြိုက်တယ်လေကြော်စားလည်းကြိုက်တယ်လို့တလားနော်နုနုလေးကြိုက်တယ်နောက်ငါငပြည့်ချိုးနဲ့တို့စားလည်းရမ်းကြိုက်တယ်နုနုလေးမလို့စားတာစားတော့စားမယ်အန်ဒီသူစားမယ်ဒီလိုသွေးပြစ်တာတွေပဲလေကောင်းတယ်ဟုတ်တယ်ကောင်းတယ်စားမယ်စားမယ် အဲအဲအဲ့ဒါကျမကြီးပေါ့ေကျမကြီးပါပါကျုံလုံးဆုံးလို့ပေါ့နော်ရန်ကြီးတော့မဟုတ်ပေါ့နည်းနည်းပါးပါးလေးစားရန်တော့မစားနဲ့ပေါ့ဒါပေမဲ့ပြင်ကတော့တဲ့တယ်ရှင်းဖေ့ချ်ဘွတ်မှာကျမရှယ်ထားတယ်ကျမမိတ်ဆွေတွေလိုက်ကြည့်ဖတ်ကြည့်နော်ဘာသူ့အကြောင်းပြောမှလဲနေဩအန်ဒီဒိုးပဲပြောမယ်ဆို ဖွေးနဲ့ကိုနိုနိုကြိုးလာလေအဲ့ကားလေးလေအခုရိုက်တော့မဲ့ကားလေးမှာလေဟုတ်ကဲ့မတတ်မရအဲ့ကားလေးမှာဆိုရင်ชาลีရဲ့ဒီရဲ့ပါတယ်သူကကိုနိုတို့ရဲ့ fan တဲ့သိရမလားရရမယ်ဆိုတော့အဲ့ကားလေးကိုအဲ့နောက်ဘူးအဲ့နှစ်ယောက်လုံးလေသူကချစ်တာတယ်နော်အဲ့ကြကြအတူတူရရမို့အတွက်တဲတယ်သူတို့အယံဝါတာနေတာလေအန်ဒီတူရဲ့သိရမလားဟုတ်ကဲ့ကြက်ကြက်လွယ်ပါတယ်ဆိုဝမ်းသာတာပေါ့အန်ဒီတူရဲ့ဟုတ်ကဲ့မလားဟုတ်ဒါပေါ့အေးဟိုအိုက်တီနေလေတင်ရတာပေါ့အင်တာနက်ကြည့်ရတာပေါ့ဟုတ်တယ်မလားဘလို့နေလဲဆိုတော့ဟုတ်တယ်မလားဒါပေါ့ဒါပေါ့ရုပ်ရှင်တော့ကမှအစ်စ်အစ်စ်တွေရှိလို့အဟောင်းအဟောင်းနေပေါ့နော်ဟုတ်တယ်ငါတို့အဟောင်းအဟောင်းနေမှာဆိုလို့ရှိရင် ဗဲလိုင်းနေဟာလားအခုခစ်စားနေရပြီဟုတ်တယ်ခင်မိုးမွေအင်းနောက်ခု MRT ပြောကမင်းသမီးဘယ်သူနေလို့မင်းသမီးလေးရလေအော်ဟုတ်စားလေပက်စီပက်စီပက်စီတို့ဟာလားပက်စီတို့ကအခုဗဲလုံတယ်ဗဲလုံရယ်ပက်စီတို့လိုပဲအရင်တော့ကဟိုးအရင်ခစ်ကနေပြီးတော့ချိန်ထိပြိတက်ကပါဇက်ပြန်မှဆွဲနေလားပြောကုန်မပြောချင်တော့ပါဘူးတဲ့ကောင်းရလေကောင်းရလေတက်ပြန်သဘောကြနော်ပြတ်ပြတ်မပြချင်အဲ့လိုပြောနော်ရမ်းကြိုက်တယ်လေသမီးတို့ရေ နော်ပက်စီတို့ရဲ့အဲ့ဒေါ်မြာလေးရဲ့ idea ကိုပဲလုပ်ကြည့်ပါဦးလုပ်ကြည့်ဟုတ်တယ်အေးဒေါ်မြာလေးကအရန်ပြတ်တက်တာလေးတကယ်မှာဟာလာတကယ်ကိုတော်တဲ့မင်းကြီးတော်ဟိုလူလေးရယ်ပိတ်ပိတ်လေးပိတ်ပိတ်ရှိရှိလေးပိတ်ပိတ်ရှိရှိလေးနော်ဟိုဆုံးမကြီးလုပ်ရင်လည်းတခါလေအမလေးဟုတ်ပါတော့ရန်ကောင်းတာဘယ်လိုလုပ်မယ်ဆိုရင်လည်းတခါလေမျက်နှာရောက်ကိုပြောချင်ပြောချင်ပါဘူးဟုတ်ပါတော့အဲ့လို idea ကခက်တာလေဟုတ်တယ်ဘယ်လိုခက်ရမှန်းမသိတာ ဘယ်လိုခဲ့မှမသိတာလေဟုတ်တယ်အဲ့လိုအိုက်ဒေါ်မြလေးဆိုလို့ရှိရင်ငါတို့အရန်ချစ်တန်တော့ချစ်တယ်တို့ရဲ့လေးစားရတဲ့မအေကြီးတွေပေါ့နော်မိဘကြီးတွေလို့ပေါ့ဟုတ်ပါနော်အမေကြီးကဘယ်တော့ဒီသူကခေတ်ဆက်ချက်ကိုလုတ်ခဲ့တာလေဒေါ်မြလေးဆိုတာလူတိုင်းသိတယ်နော်လူတိုင်းပစ္စဘုရားမှာရေပန်းစားခဲ့တယ်ငါတို့တွေလည်းနော်အမေကြီးကိုချစ်ကြတယ်အမေဒေါ်မြလေးရဆိုလို့ရှိရင်နော်ရုပ်ရှင်လောကတွေကိုသူရောက်လာတာယန္တနာဘုံဇကားကနေသူစားရတယ်ယန္တနာဘုံလေး ဟိုရနာဘောဒေါ်ကြီးကြီးသေးတော့ဦးစင်ပါဆိုအဲ့ဒီမှာ तू ကကြောက်ဖြံမာလေးလုပ်တာတဲ့အဲ့ဒီကားကနေစပြီးတော့မှဒီလောကကိုရောက်လာတာတဲ့နော်အေဝါမင်းသမီးတွေပဲပေါ့နော် အမေတော်မင်းလေးကဘယ်လိုပဲဖြစ်ဖြစ်တကယ်ငါတို့အခုတည်းကနင်းတို့အောင်ငါတို့ရောခေတ်ဆက်ဆက်အခုချိန်ကြိုက်တော့ကြိုက်တော့ သူ့ idea ကိုသူ့အတန်လို့ကြိုက်တော့ကြိုက်တော့ပြောလိုက်တာတန်းတည်တယ်တန်းတည်တယ်ပြောပြောကိုမပြောကြောက်ဆိုတော့ပြီးွားပြီအဲ့ဒါလေးလေအဲ့ဒီလိုမျိုးဖြစ်အောင်ငါသမီးတွေကလည်းနော်အမေတို့မြန်လေးလို့ဖြစ်အောင်အားတန်းတယ်လို့တည်သွားအောင်လို့တန်းကလေးတည်သွားအောင်လို့သမီးတို့ဒီစူးစမ်းနော်အဲ့ဒါလေးဒီကြုံလုံးပြောပြတာသမီးတို့တွေကိုသူများတွေကပြောမယ်ဘဲလောက်တာဘာဖြစ်တယ်ဘာဖြစ်ဟုတ်လားအမေတို့ပြောခဲ့တယ်လို့ဒေါ်အေးကြိုက်ချင်တာရိုက်ဒေါ်အေးသိအကယ်ဒမီနှစ်ထောက်กว่าဟုတ်တယ်ဘဲလောက်တာနော် ဟုတ်တယ်ဘယ်လောက်တော်လဲပပလင်းပပလင်းတော်တာတော့ရပပလင်းရှိနေအကယ်ဒမီခေဆိုးပိုင်အဲ့တော့သမီးလေးအကယ်ဒမီရအောင်လို့ပက်စီတော်မြလေးလိုပဲပြောကုန်းမပြောချင်တော့ဘူးဆိုတခွန်းကျင်းနေအောင်လို့နော်အဲ့တော့ဘယ်လုပ်တဲ့နေရာမှာလဲလူပါတယ်နော်မင်းသမီးတို့ရဲ့ရုပ်ရှင်လောကမှာဒီနေပေရအရန်အရေးကြီးပါတယ်ဘယ်ကောင်းမှလားဇကာတကာဇကာကောင်းဖြစ်တာလीနော်ဟာသကောင်းတယ်လို့ပဲဘယ်ကလည်းအရေးကြီးတယ်ဟုတ်တယ်မန်နေနော် ဟာတာသမားတွေရတယ်ဟာတာကိုသူတို့ကသူတို့ပိုင်အောင်လုပ်သူသမီးတို့ဘဲလုတဲ့လူကလည်း villain ကလည်း imminent ကိုခက်ခဲပါတယ် villain ပညာဆိုတာလွယ်လင်းနဲ့မလွယ်ပါဘူးနော်လူတိုင်းလည်းမလုတတ်ပါဘူးပါရမီရှိပဋ္ဌာန်းဆက်ရှိစ조사မှုနဲ့သူကသူဖြစ်လာတာပဲဒေါမြလေးဆိုတခိတရအခုတည်းကတည်တုံးမဲ့လူတိုင်းဟုတ်တယ်မှန်တယ်ဒေါအေးသေးဆိုလည်းတည်တုံးမဲ့ဟုတ်တယ်နော်ပြောလိုက်တာနေနေသိတယ်အဲ့လိုမျိုးတွေသမီးတို့တွေဖြစ်အောင်ကြိုးစားပါလို့အမေတူကဒီကနေပြောချင်ပါတယ်ကွယ်သမီးလေးတို့ကြိုးစားကြပါ အောင်မြင်ကြပါစေရုပ်ရှင်လောကကိုထိမ့်သိမ့်နေကြပါစေခွဲဟုတ်တယ်ကဲဘာပြောကြရရှိလဲပြောပါဦးအေးအဲအင်ဒိုနေတီးရလေမင်တော်ဝင်အေးမင်တော်ဝင်ဆရာဝင်လေးလေအဲဆရာဝင်လေးကပြောနေတယ်ตู่ไอ้มาเรตู่มีดอกเวียนอเมียตู่ตาตาตามีเหมี่ยวนี่เลยตู่อ่ะดิแบบมานี่เลยตู่จ้ารู้เนี่ยเนี่ยหมดตู่อ่ะดิแบบมานี่ล่ะดิมีดอกเวียนอเมียเฮ้ฉะตาตลอดก้าวสู่เว้ย တော့ကောင်းပြီဖွင့်မယ်လေသူကလေကောင်းသူ့အမေဟင်းချက်တာကောင်းပြီမယ်လေသူကသူ့အမေရှိမှလေကောင်းတယ်ဆိုလဲကောင်း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 ပါအမေပြောရင်တော့ကောင်းတယ်အမေချက်တာအရန်ကောင်းတယ်ဘာဖြစ်ပဲကောင်းတယ်အမေဟင်းသမျှမကောင်း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 သူကကောင်းတယ်ပဲပြောတာပဲတားလေးကလိမ့်ပါလေလေတော်တယ်လေတားလိမ့်ပါလေတားလိမ့်ပါလေသူကတကယ်တားလိမ့်ပါလေနော်အမေပြောသမျှဟိုဟာဖြစ်တာမင်းတော်ဝင်ရန်တော်တာသိလားအဲ့ဒါကြောင့်ပဲသူကသူကငန်းပါဖြစ်ဖြစ်ဘာလဲငန်းတာပဲဖြစ်ချိုးတာပဲဖြစ်ဘာပဲဖြစ်ဖြစ်တဲ့သူကသူကသူ့အမေပြောတဲ့စကားမှန်သမျှ ဘာဖြစ်ဖြစ်လက်မှတ်ထိုးပြီးတော့သူကောင်းနေတယ်အမေအမေချက်တပြအရန်ကောင်းတဲ့ตาလေးလေလိန်မာလိုက်တဲ့ตาလို့ตาလေးမမောตาလေးမလေးလို့ตาရေဘုရားပါစေတိတ်ပါစေဒီကောင်လူကြီးရဲ့ตาဒီတဲ့ဒီအောင်ပြပါစေမင်းတော်ဝေဟုတ်တယ်เออမျိုးไก่ตะมี้เอโอเคอเมรุเนี่ยดินี่ปွားตาตลอดเลยมาตัวไปเนาะโหจ้องดีจ้องโหยอกดียอกเลยอะกูปี้ตัดจีอาชีพนอกดิแล้วล้วยหลุล้วยเนาะจม้าลงมาเลย โอเคเราปล่อยกันแล้วปูတော့ကျမတို့ညောင်လောအဘူးမခံနဲ့တော့ဟုတ်တယ်မခံနိုင်တာအဲ့ဒီတော့နည်းနည်းခေါင်းကလည်းတပလင်ဖြစ်နေတယ်เนาะအဲ့တော့အရှိန်အောင်များပါတယ်ဆိုတော့အဲ့ဒါဖြစ်မှားတယ်အဲ့ဒါရန်ပြတာတောက်မှတ်ပါတယ်အဲ့တော့အမားကိုအမှန်အမြင်နဲ့ကြည်ပေးပါဒီတစ်ပတ်ကိုတော့ကျမတို့ညီသားမိတယောက်ကိုနားခွင့်ပြပ KPS Creation YouTube Channel မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောစီးတင်ကောင်းမြတ်စွာကိုတင်ဆက်ပေးနေတာမို့ Subscribe လေးလုပ်ထားပေးဖို့မိကြပါနဲ့ဦးနော်